အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel နဲ့ကြိုဆိုပါရစေဒီနေ့မှတော့ကျွန်တော်တို့ messenger မှာ video call နဲ့ရင်းနဲ့ကျွန်တော်တို့ဖုန်း screen ဘယ်လိုရှင်းရမလဲဆိုတဲ့အားလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့အခုလောဆယ်ဆိုရင်ကျွန်တော်အခု video call ထဲမှာရောက်နေတယ် screen ကဘယ်လိုရှင်းရမလဲဆိုရင်ကျွန်တော်တို့အောက်မှာရှိတဲ့ audio ရဲ့ banner လေးမှာအလဲဟာလေးပေါ့အဲ့လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့မှာ start sharing ဆိုတဲ့အားလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့ scope ရဲ့ banner မှာ async app နဲ့ anascreen ဆိုတာရှိတယ်။ async app ဆိုတာကျွန်တော် application တကူတွေကိုပဲ share နဲ့လုပ်တာ။ကျွန်တော်တို့ Facebook ကို share မှာလား Messenger ကို share မှာလား Viber ကို share မှာလားအဲ့ဒီ application တကူတွေပဲ share နဲ့လုပ်တာ။အောက်က anascreen ဆိုတာကျွန်တော်တို့ဒီဖုန်းတစ်ခုလုံး share နဲ့လုပ်တာ။အဲ့ဒါအဲ့ဒါကြောင့်မလို့ကျွန်တော်အောက်က anascreen ဆိုတဲ့တစ်ချက်ရွေးလိုက်မယ်။ရွေးပြီးကျွန်တော် star ဆိုတဲ့အားလည်းနှိပ်လိုက်မယ်။တစ်ပြင်အပြင်ပြန်ထွက်လိုက်မယ်။ ဥပဒေမှာ screen sharing is on ဆိုတာကျွန်တော်တို့ screen sharing တွေလုပ်နေပြီကျွန်တော်တို့ဒီမှာလုပ်သူများဟာတွေဘယ်လိုပဲသွားသွားဘယ်လို Facebook တွေဝင်မလား TikTok တွေဝင်မလားကြိုက်တာလို့ဟိုဘက်ဖုန်းထဲမှာအဲ့လိုပေါ်နေတာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီဗီဒီယိုပြောနေရင်လည်းကျွန်တော်တို့ဘေးက noise တန်တွေကိုမကြားချင်ဘူး short ချချင်တယ်ဆိုရင်ကျွန်တော်တို့ညာဘက်အပေါ်တောင်းမှရှိတယ်ကျွန်တော်လူပုံလေးပြီးတော့အဆက်30ရှိအဲ့လိုတစ်ချက်နှိပ်လိုက်မယ်။နှိပ်ပြီးရင်ကျွန်တော်တို့ cost setting ဆိုတာရှိတယ်။ cost setting တစ်ချက်ဝင်လိုက်မယ်။ဝင်ပြီးကျွန်တော်တို့ဒီမှာ noise suppression ဆိုတာရှိတယ်။အဲ့လိုတစ်ချက် on ထားလိုက်မယ်။ အဲ့ဆိုရင်တော့ကျွန်တော်တို့ဘေးနားအနှိုက်အယှက်တွေမကြတော့ဘူးကျွန်တော်ဆူညံတန်းတွေကိုပြောပြသွားမှာဖြစ်တယ်တကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်လည်း line square နှိပ်ပြီးတော့ခဲ့ပါဦးနော်တကယ်လို့မိတ်ဆွေတို့သိကျင်တဲ့အကြောင်းအရာရှင်းရင်လည်းကျွန်တော်ရဲ့ comment box မှာရေးသားခဲ့လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်